လူသေးကိုအသက်သွင်းလို့ရပြီလားဖရန်ကန်စတိုင်းရုပ်ရှင်ထဲမှာဗစ်တာဖရန်ကန်စတိုင်းဟာလူသေးအစိတ်ပိုင်းတွေကိုပေါင်းစပ်ပြီးတော့တတ္တဝါကြီးတစ်ကောင်ဖြစ်အသက်သွင်းခဲ့ပါတယ်ရုပ်ရှင်တွေဒဏ္ဍာရီထဲမှာတော့သေဆုံးသွားတဲ့သူတွေကိုပြန်ပြီးတော့အသက်သွင်းတို့ဖြစ်နိုင်ပေမဲ့လက်တွေ့အပြင်လောကမှာရောစေသိပ္ပံပညာရာဖြစ်နိုင်လားလက်ရှိလူသေးကိုပြန်အသက်သွင်းဖို့ကြိုးပမ်းနေကြတဲ့စေသိပ္ပံပညာဆိုင်ရာနောက်ဆုံးတွေးရှိချက်တွေကိုဒီဗီဒီယိုလေးမှာပြောပြမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ တည်ဆုံးခြင်းကိုဘယ်လိုသတ်မှတ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်။အရင်တော့ကတော့နှလုံးခုန်ရက်ပြီးအသက်ရှူရက်သွားရင်ကလင်နီကက်ဓာတ်လက်တွေမျက်မြင်တည်ဆုံးမှုလို့သတ်မှတ်ပါတယ်။နှလုံးခုန်တာနဲ့အသက်ရှူတာရက်သွားလို့မိနစ်နဲ့ငယ်အကြာမှာဥနောက်အပါဝင်အခြားခန္ဓာကိုအစိပ်ပိုင်းနေရဲ့ဆဲတွေအောက်ဆီဂျင်မရလို့တည်ဆုံးတာကို biological ဓာတ်လို့ခေါ်ပါတယ်။ဒီ biological ဓာတ်အဆင့်ရောက်သွားရင်တော့အသက်ပြန်မရှင်နိုင်တော့ဘူးလို့ယူဆခဲ့ကြပါတယ်။ ခုနောက်ဆုံးသူတေသနာတွေကဒီယူဆချက်ကိုစိန်ခေါ်လာပြီဖြစ်ပါတယ်။သူတေသည်တွေကတေဆုံးပြီးနိုင်အတော်ကြားတဲ့အထိဥနောက်ဆဲတွေနဲ့ကိုရင်ကအစိပ်ပိုင်းတွေကတစိမ့်တစ်ပိုင်းပြန်လဲအသက်ဝင်နိုင်တဲ့စွမ်းရင်ရှိနေသေးတယ်ဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်။လူသေးကိုပြန်လဲအသက်သွင်းမှုကြိုးပမ်းတဲ့အခါမှာအထင်ရှားဆုံးတိုးတက်မှုကတော့ US Yale University ကဆေးသိပ္ပံပညာရှင်တွေကြိုးပမ်းကြတဲ့ Organ Age System ပဲဖြစ်ပါတယ်။ ုံမှန်အားဖြင့်ဆိုရင်နှလုံးခုန်ပြီးရဲ့နောက်ခန္ဓာကိုယ်ရဲကအင်္ဂါအစိပ်ပိုင်းနေရာအောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေမရတော့တာကြောင့်လျင်မြန်စွာပျက်စီးသွားပါတယ်။ organ x scale ရည်ရွယ်ချက်ကအဲ့ဒီပျက်စီးမှုတွေကိုရပ်တန့်မှုနဲ့ပြန်လည်ပြုပြင်မှုဖြစ်ပါတယ်။သေဆုံးပြီးတနအိကြာပြီးဖြစ်တဲ့ဝက်တွေကိုဒီ organ x system နဲ့ချိတ်ဆက်လိုက်တဲ့အခါဒီစနစ်ကအောက်ဆီဂျင်အာဟာရဓာတ်နဲ့ဆဲတွေပျက်စီးမှုကိုကာကွယ်ပေးမဲ့ဓာတ်ပစ္စည်းတွေရောစပ်ထားတဲ့ဓာတ်ဆေးရည်ကို ဝက်ရဲ့ကိုယ်ထဲထည့်သွင်းလိုက်ပါတယ်အန်ဩစရာကောင်းတာကဝက်ရဲ့နှလုံးအသည်ကြောက်ကဲစတဲ့ကိုရင်ကအစိပ်ပိုင်းတွေမှာဆဲအဆင့်ပြုပြင်မှုတွေနဲ့လှုပ်ဆောင်ချက်အချို့ပြန်လည်ဖြစ်ပေါ်လာတာကိုတွေ့ရှိရပါတယ်ဥမာအားဖြင့်နှလုံးကအနှဲငယ်လှုပ်ရှားလာတာမျိုးဖြစ်ပါတယ် ဒါပေမဲ့ဝတ်တွေရဲ့ဥနောက်ထဲမှာသတိရှိနေကြောင်းပြသတယ်လျှက်စစ် line တွေကိုတော့မတွေးရှိခဲ့ရပါဘူးဒီ organ ace နီးပညာဟာနောက်အနာဂတ်မှာကိုရင်းအင်က အစားထိုးကုသမှု organ transplantation အတွက်ကိုင်ကာတွေကိုပိုမိုကြာရှည်စွာအသုံးပြုနိုင်မှုလမ်းစာဖွင့်ပေးမှာဖြစ်ပါတယ်နောက်ထပ်စမ်းသစ်တဲ့နီးပညာတစ်ခုကတော့ ခရိုင်ယိုနစ်လို့ခေါ်တဲ့ခန္ဓာကိုယ်ကို အေးခဲပြီးတင်းဆဲထားခြင်းဖြစ်ပါတယ်။ဒီနည်းပညာကိုယုံကြည်တဲ့သူတွေကသေဆုံးသွားတဲ့ခန္ဓာကိုယ်ကိုအယံအေးတဲ့အပူချိန်မှာတင်းဆဲထားပြီးအနာဂတ်ဆေးသိပ်ပံပညာတွေတိုးတက်လာတဲ့အခါပြန်လည်အသက်သွင်းမှုမျှော်လင့်ထားကြတာဖြစ်ပါတယ်။ US အခြေဆိုင် Air Corps စတဲ့ကုမ္ပဏီတွေကအခါချင်းငွေယူပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးဒါမှမဟုတ်ဥနောက်ကိုအေးခဲထိမ့်သိမ့်ပေးထားကြတယ် လက်ရှိမှာတော့ဒါမျောလင်းချက်ပေါ်အခြေခံတဲ့လောက်ရဖြစ်ပြီးတော့အေးခဲထားတဲ့ဥနောက်ကိုပြန်လဲနိုးထစေပြီးအတိပြန်ဝင်စေဖို့အတွက်ကတော့ဤပညာတွေလိုအပ်နေပါသေးတယ်ဒီလိုမျိုးသူတေသနာတွေတိုးတက်လာတာနဲ့အများလူတအူးကိုဘယ်ချိန်မှတကယ်သိပြီးလို့တတ်မှမလဲဆိုတဲ့ကျင့်ဝတ်ဆိုင်ရာမိကုန်းတွေဟာပို့ပြီးတော့ရှုပ်ထွေးလာပါတယ်နောက်ဆုံးအနေနဲ့ပြောရရင်လူသေးကိုချက်ချင်းပြန်အသက်သွင်းနိုင်မဲ့ဤပညာမျိုးကိုစေသိပ္ပံပညာရှင်တွေမတွေးရှိသေးပါဘူး။ဒါပေမဲ့ အစောပိုင်းကပြောခဲ့တဲ့နှီးပညာတွေဖြစ်တယ်။ organ ace တို့လို cryonic တို့လို့နှီးပညာတွေကတေခြင်းဆိုတာခိုင်မာတဲ့နယ်နိမိတ်တစ်ခုမဟုတ်ဘူး။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့ဥနှောက်ရဲ့ပြန်လည်ရှင်သန်နိုင်စွမ်းဟာအရင်ကထက် ပိုများတယ်ဆိုတာကိုသိရှိလာရပါတယ်။စေးသိပ်ပံနယ်ပယ်ဟာစိတ်လုံချားစရာကောင်းအောင် တိုးတက်နေပါတယ်။နောက်ဆုံးတော့စေးသိပ်ပံအကြောင်းအရာတွေစေးပညာဗဟုသုတတွေကိုဆက်လက်တင်ဆက်သွားဦးမှာဖြစ်ပါတယ်။ထပ်မံသိရှိကြင်နာတွေကိုကွန်မန့်မှာမေးမြန်းသွားနိုင်ပါ ကျွန်တော်ကတော့ဒေါက်တာဇင်နီနီဖြစ်ပါတယ်။